ဟင်းချက်ကောင်းကောင်းနဲ့ဟင်းနေချက်လိုက်တာဟင်းနေအများကြီးဖြစ်ကုန်ရော။ဩဒါနဲ့ပြောအောင်မယ်။ဆန်ကောင်းကောင်းလေးစားကြတယ်ပေါ့။အညာသူမလေးရောင်းတဲ့ဆန်ရနေပြီးတော့ဆန်အကြီးဝယ်လာပြန်ဒီမလေးဆန်ဟိအကြီးမန်နေရောဒီလိုဆန်အိနှစ်အိဝယ်လာပထမဆုံးဆန်စားကြည့်အောင်လို့ဘယ်ဆန်ရလဲဆိုတော့အားလုံးသိကြတဲ့ညာဆန်ရပဲဖြစ်ပါတယ်။ညာရဲ့အညာဆန်နဲ့ဘာဟင်းနေချက်ထားလဲဆိုတာကြည့်အောင်ခင်ဗျာ။ Timmy Wee ျွန်တော်ဝယ်လာတဲ့ဆိုင်ကတော့မြိုင်ဆိုင်ကနေပြီးတော့အညာဆိုင်လေးဝယ်လာပါတယ်။ကျွန်တော်အဆိုင်လေးကိုကြည့်ပြီးတော့ကျွန်တော်ဒီနေ့အတွက်နှလုံးချလိုက်ပါမယ်။ရေကိုနှစ်ခါလောက်ဆေးပြီးတော့ငှက်ချက်မှဖြစ်တဲ့အတွက်ဒေချာလေးထည့်ပြီးတော့မီးအေးဖို့ပုံမှာတင်ပြီးတော့ချလိုက်တာပါပဲ။ ထမင်းကိုငှဲ့ချက်ပြီးရဲ့နှက်သွားတဲ့အချိန်မှာဆန်ကထမင်းလဲတက်တယ်ပြီးတော့ဖြူဖွေးပြီးတော့ကော့နေတာပါပဲခင်ဗျာပြီးတော့ဆန်လေးကမှုံမွေးလေးနဲ့ဒီနေ့အတွက်ကတော့ထမင်းဖြူအညာဆန်ဖြူဖြူလေးနဲ့ကျွန်တော်ကထမင်းမိန်မတေးချနေပါတယ်ကဲဒီနေ့ချက်မဲ့ဟင်းရတော့ပဇုံကိုငြိုတိခွဲချက်ပတ်လေးနဲ့အကြမ်းလေးကြုံမှာဖြစ်ပါတယ်ပဇုံကိုစာဟင်းရမုတ်စနွေးမုတ်လေးနဲ့နဲအိုးထဲမှာစီထည့်ပြီးတော့ကျက်သွန်နီကိုစီတက်ကျက်သွန်နီလေးနွမ်းသွားပြီဆိုတော့မှငြိုတိအစိမ့်မုတ်လေးထည့် ပြီးရင်ခနာလေးစီတက်ပြီးတော့ခုနကနေထားတဲ့ပဇွန်လေးကိုရေမထည့်ပဲနဲ့ဒီတိုင်းလေးပဲကြော်ကြော်လော်လော်လုပ်ပေးလိုက်ပါမယ်။ပဇွန်လေးကရေတွေခမ်းသွားပြီးတော့ထည့်ထားတဲ့စီတွေနဲ့ပဇွန်ကိုအပေါ်ကအခွန်လေးကျွတ်သွားတဲ့အထိကျွန်တော်ကကျွတ်ကျွတ်လေးကျော်ပေးလိုက်ပါတယ်။အရသာအနေတော့ဖြစ်ပြီးဆိုရင်တော့ကိုအဆက်စားနိုင်တဲ့လောက်ကျွန်တော်ကတော့မြို့သီးခွဲချမ်းပတ်နှစ်စုံလောက်ပဲထည့်ပါတယ်။ပြီးတော့အရသာလည်းအစင်ပြေပြီးပဇွန်လေးကလည်းကျွတ်ကျွတ်မှုမှုလေးဖြစ်ပြီးဆိုရင်တော့ပဇွန်အကျန်းအကျွတ်ကျော်လေးရပြီပေါ့နော်။ ပြီးရင်တော့ကျွန်တော်ကဒီဟင်းနဲ့လိုက်ဖန်အောင်လို့ငပိတုတ်လိုက်မယ်လေငပိကိုချင်းချင်းလေးတုတ်မှာပေါ့ပြီးတော့စိမ့်စားငပိကောင်းကောင်းလေးကိုပဲကျွန်တော်ကရောင်းမလေးမှာကပ်ပြီးတော့မိခင်လိုက်တယ်ကျွတ်တော်နေနဲ့မြို့သီးစိမ့်တဲ့ကိုဒိန်းသားငပိခင်ထားတာလေးထက်တံမြာသီးမြများလေးညှက်ပြီးတော့ထည့်လိုက်ပါတယ် ီးတော့ပြဆုံးကြောင်းမှုတ်ထည့်တယ်။အရသာအတွက်ကျွန်တော်ကဘာမှမထည့်တော့ငပီးရဲ့အငံရဲ့အချိုတက်ရဲ့နဲ့ပဲကျွန်တော်ငပီးတုပ်လေးစားလိုက်ပါမယ်။ငပီးတုပ်လေးကမှွေးနေတာပါပဲခင်ဗျာ။ပြီးတော့အခြေတောက်လေးပအောင်လို့တော့ကျွန်တော်ကကစုံရိုးနီနဲ့ရွှေရွှေပဲသီးရဲ့ထည့်ပြီးတော့ချင်ဟင်းလေးချက်လိုက်တယ်။အိမ်မှာရှိတဲ့ရွှေပဲသီးအကြံလေးတွေပေါ့။ခရမ်းညီလေးနှလုံးလောက်လည်းညှက်ထည့်။ကြက်တုံနီငြိုသီးစိမ့်မုတ်စနင်းမုတ်ငပီးတင်စားလေးလက်သစ်လောက်နဲ့လုံးပေးလိုက်ပြီးတော့ရေထည့်ပြီးတော့တည်ထားပေးလိုက်ပါတယ်။အရသာအတွက်လူသလိုစားဟင်းရွက်မုတ်လူသလိုလိုက်ပေါ့လေ။ပြီးရင်ပုပ်ပတ်စုပြီးတော့ဟင်းရေကြပြီးအ ရွက်လေးတွေနုံးပြီးအရသာအဆင်ပြေပြီဆိုရင်တော့အိမ်မှာရှိတဲ့အရွက်တွေအသီးတွေရက်တွေနဲ့ချက်ထားတဲ့ချိန်လေးတစ်ခွက်ရပါပြီ။ကဲဒီနေ့ကတော့အညာစံမှုမွေးလေးနဲ့ထမင်းမင်မင်စားကြပါမယ်။ကဲစွဲပါပြီခင်ဗျာ။ဒီနေ့ကတော့အညာစံထမင်းပူပူလေးပေါ့။ဖြစ်ပါပါ။အညာစံကဘယ်လိုမျိုးရှိလဲဆိုတာအချင်းကိုကျွန်တော် small bit အလှူသွားလောက်ရင်းနဲ့လမ်းကြုံလို့ဝင်လာခဲ့လိုက်တယ်။ထမင်းလေးကဖြူကော့ပြီးတော့မွေးနေတယ် ားကြပါအောင်ဘိုင်းရင်ချက်လဲဆိုတော့ဘဇွန်ကိုငေုပ်သေးခွမ်းချက်ပတ်လေးနဲ့အကြမ်းလေးကြော်ထားတယ်။သူ့ကိုရေမထည့်ပဲနဲ့ဘဇွန်ထဲမှာရှိတဲ့ရေနဲ့ပဲစီမြများလေးနဲ့ကျွတ်နေအောင်လေးကြော်ထားပါလေ။ငေုပ်သေးခွမ်းချက်ပတ်လေးနဲ့ပါ။ပြီးတော့အနံ့ရတာနဲ့အရှာရီကြစီမဲ့ငပီတော့ဒါကကစုံရိုးနေနဲ့ဘေးရွှေဘေးပြားလေးတွေကိုချင်းခင်းကျင်သေးလေးနဲ့ချက်ပန်းကော်ပြီးကြောပြီးတော့ဝေးတော့ရွက်နဲ့စိုးပုတ်ရွက်ဟင်းညိုပူပူလေးတို့စရာ နေကောင်းလိုက်တာဟင်းညောပါလေကဲစားကြပါအောင်ခင်ဗျာဆက်စားခြင်းတော့ငပိတုတ်လေးနဲ့အရင်ဆွဲရမယ်ငပိတုတ်ကိုစားခြင်းညာကြပါအခုလိုအညာဆန်းဖြူဖြူကော့ကော့လေးနဲ့ဆိုတော့ share နေပါမယ်သမင်းပူပူဟင်းပူပူอืมอืมเนี่ยแหละก้าวหน่อยจ้ะแพ้พี่ดอก ပြန်ပါလေပါလေုံနဲ့အခွန်မချုပ်ဖန်းနဲ့ကြော်ထားအခွန်ချွတ်နိုင်ဘသူလေးကသေးပြီးတော့တောင်းနှင်းဆိုတော့ပိုကွေးွာဟွန်းအောင်းအောင်းရောငောင်းမေးကြောဟွန်း ။နောက်မှဟင်းဝါကထားသေးတယ်။တမင်းအေးစေးစေးစားလို့မရမှာဆိုတော့ဟင်းဝါချလိုက်ပြီ။ဂွေးလောက်စုပုတ်ကိုလည်းကြည့်အောင်။ဂွေးလောက်ရကိုဟင်းညို့ထက်တာဒီမှာအရွက်လိုက်။အိမ်ရန်တဘောကြည့်လိုက်ရ။ကောင်းမှာ။哎呀，各种油腻的，白白累累的。 မ်းပြရပါ냐စမကလာအများကြီးမထည့်ပဲနဲ့ငပိရဲ့အထိုးလေးနဲ့ချက်ထားဟောလေနင်တော့ကြိုက်ပေးရမယ်နှုတ်မဆောင်စောင်းနေမှာမပွင့်တော့ငပိတော့ဘောလေချင်းချင်းလေးတောက်တာဘန်ကောက်ပြည်သူဆိုလဲစီပူလေးထိုးထားသလိုလေးလောက်ထား ကြောက်ဦးလည်းမထဲဘူးစားလေးနဲ့ဟင်းမမုတ်လေးနဲ့နဲ့နဲ့အဲ့တော့ကျွန်တော်သမင်းဆက်စားလိုက်အောင်မယ်နောက်နေ့ကျရင်ဒီလိုထိထိမိမိကူကူဟင်းတွေအများကြီးချက်ပြီးတော့မြားရဲ့ဆန်ဆန်ရနေပြီးတော့အားပေးကြပါဦးခင်ဗျာတဒါ